ိုင်းနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာစစ်တပ်ကအာဏာသိမ်းနိုင်တယ်ဆိုတဲ့သတင်းတွေပြန့်နေပါတယ်။အဲဒီလိုမျိုးအာဏာသိမ်းနိုင်တဲ့အခြေအနေတွေလည်းပေါ်ပေါက်နေပုံရပါတယ်။လက်ရှိမှာထိုင်းနိုင်ငံရဲ့အခြေအနေကိုပထမဆုံးပြောကြည့်အောင်။လက်ရှိထိုင်းတူဝန်ကြီးချုပ်ကိုရင်ပြောပါတယ်။မျက်မှောက်ခေတ်စစ်ကောင်ဆောင်တွေဟာတဲ့အတွေ့အခေါ်တွေလည်းကောင်းမွန်လာပြီးတော့ခင့်မိတဲ့အတွက်ကြောင့်တဲ့ အာနာသိမ့်ွယ်မရှိပါဘူးတဲ့ဒါပေမဲ့အာမမခံနိုင်ဘူးလို့ထိုင်းဒူးဝင်ကြီးချုပ်ကပြောပါတယ်လွတ်တော်အတွင်းမပြေလည်မှုကြောင့်အာနာသိမ့်မှုဖြစ်လာမှာစိုးရိမ်နေကြခြင်းမှာခင်မီစစ်ခေါင်းဆောင်တတိကြောင်ထိုင်းနိုင်ငံမှာစစ်အာနာသိမ့်မှုလိုမျိုးဖြစ်လာပွဲမရှိပေမဲ့လည်းမိမိအနေနဲ့ကံစီကံမအာမခံချက်တော့မပေးနိုင်ပါဘူးလို့ထိုင်းဒူးဝင်ကြီးချုပ်ဖန်တာဝေချာရာဆိုင်ကပြောပါတယ်အဓိကအပြင်လက်ရှိဆိုရအဖွဲ့ပေါ်မှာဝန်ကြီးချုပ်ဟောတဆင်ရဲ့ဩဇာလွှမ်းမိုးမှုဒါပြင် တက်စင်ရဲ့ညီမဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ရင်လက်ရဲ့ဘတ်7ဘီလီယံကျော်ပေးရဟာမကိစ္စတွေဒါတွေဟာလဲအာဏာသိမ်းမှုလမ်းကြောင်းစီဦးတည်လာပါလေလက်ရှိဝန်ကြီးချုပ်ပီတိုရန်ရှင်နာဝတ်ကလည်းလွတ်တော်ထဲမှာအယုံကြည်မရှိအဆိုတွေတင်သွင်းနေတာခဏခဏဖြစ်နေပါလေဒါကြောင့်ထိုင်းနိုင်ငံကြီးကစိုးရိမ်ပွဲအခြေအနေဖြစ်လာပါလေ မေ22ရက်နေ့ဟာ2014ခုနှစ်ကထိုင်းမှာဗူဒီဂျီပရာယိုခေါင်းဆောင်တဲ့နောက်ဆုံးစစ်အာဏာသိမ်းမှု10နှစ်ပြည့်မြောက်ပြီဖြစ်ပါလေ။လက်ရှိထိုင်းကောက်ွယ်ဝင်ကြီးလက်ဖြစ်တဲ့ဖန်တန်ဝူချာကိုထိုင်းနိုင်ငံမှာနောက်ထပ်စစ်အာဏာသိမ်းမှုများရှိလာနိုင်မှာလားလို့မီဒီယာတွေကမေးမြန်းခဲ့တာဖြစ်ပါလေ။ဘယ်သူကမှတော့နောက်ထပ်အာဏာမသိမ်းဘူးလို့အမှတ်မခံပါဘူး။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့စစ်တပ်ထိတ်တန်းခေါင်းဆောင်တွေနဲ့အလုတ်တွဲလုပ်နေမှုအရာ တို့ဟာခမီတူတက်တဲ့ခေါင်းဆောင်တွေဖြစ်လို့ဆရာနာသိမှုရဲ့ကဘာလုံးဆိုင်ရာတရားမှုပေါ်နားလေသဘောပေါက်လို့အာနာသိမ့်ဘွယ်မရှိဘူးလို့မြင်ပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါမျိုးတွေထပ်ဖြစ်မလာနိုင်ဘူးလို့တော့အမှမခံနိုင်ပါဘူး။ဒီမိုကရေစီစနစ်တွေကအများကြီးရှိပါတယ်။ကိုယ်နိုင်ငံကပြည်ထနာတွေကိုဖြည့်ရှင်းရမှာစိတ်ရှိဖို့ဒီမိုကရက်တစ်စနစ်နဲ့စီးမင်းတွေကိုပါတီတိုင်းကအစည်းအကမ်းတကြလိုက်နာနိုင်ဖို့လိုပါတယ်။ လူတိုင်းရဲ့မတူညီတဲ့အမြင်တွေကိုထောက်ဖော်ပြသမှုမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည်ထားဖို့လိုပါတယ်။နောက်ထပ်ဆက်အနာသိနာမမြင်ချင်ရင်တော့လက်ရှိသွားနေတဲ့အလားအလာကောင်းတွေနဲ့အုပ်ချုပ်မှုရန်တရားကိုမဖြစ်မနေလိုက်နာဖို့လိုမယ်လို့ပြောပါတယ်။၂၀၁၄မှာထိုင်းနိုင်ငံမှာဆက်အနာသိညာတသင်းမိသားစုကိုထောက်ခံတဲ့ရှက်နေအုပ်စုနဲ့တသင်းရဲ့ဩဇာလွန်မှုမှုကိုအတိုက်ခံလုပ်တဲ့ရှက်ဝါအုပ်စုတို့ကြားလမ်းပေါ်ထွက်ဆန္ဒပြအုံကြွမှုတွေအကြောင်းပြုပြီးနောက်ဆုံးတော့အာနာသိကင်းဆိုင်သွားတာပဲဖြစ်ပါလိမ့်။ ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းအခုအာနာသိမ်းနိုင်တယ်ဆိုတဲ့သတင်းတွေပြန့်နေပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဩဇာကြီးမားတဲ့စစ်တပ်ကြီးကနိုင်ငံရဲ့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာမှာနောက်ဆုံးထားကျင်းပဖို့လက်ရှိဓာတ်ဖြတ်အစိုးရကိုတတိပေးခဲ့တယ်လို့ပြည်တွင်းမီဒီယာတွေကဖော်ပြခဲ့တယ်လို့စစ်ဘက်အရင်းမြစ်တွေကလည်းအတည်ပြုခဲ့ပါတယ် စစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးဝါကအူဇာမန်ကဖြစ်နိုင်ရွေးကောက်ပွဲကိုဒီဇင်ဘာထက်တောင်စောပြီးကျင်းပနိုင်ရင်ပိုကောင်းကြောင်းပြောခဲ့တယ်လို့ဆိုပါတယ်လူဦးရေတန်း180ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကကျောင်းသားတွေဦးဆောင်တဲ့ဆန္ဒပြမှုနဲ့ဝန်ကြီးချုပ်ရှေ့ဟာစီနာပြုတ်ကျခဲ့ပြီးနောက်ပိုင်းနိုင်ငံရေးမြင့်မတက်မှုများစွာဖြစ်ပေါ်ခဲ့ပါတယ်ပါတီတွေကလမ်းပေါ်ထွက်ဆန္ဒပြမှုတွေပြုလုပ်ပြီးတောင်းဆိုမှုများစွာ ပြုလုပ်နေဆဲဖြစ်ပါတယ် ဘင်္ဂလားဒေ့ရှ်အရှုပ်ထွေးနေတဲ့ခြေနေကိုဖျက်ဆီးနေရတယ်လို့ဘုံညူကြီးဝါကာဦးဇာမန်ကဆိုပါတယ်ခြေနေကနေ့စဉ်နဲ့အမျှအိုးဆိုးနေတယ်ရပ်ပတ်အုပ်ချုပ်ရေးနဲ့ဥပဒေစိုးမိုးရေးဖွဲ့စည်းတဲ့ဖွဲ့စည်းပုံဟာပြိုလဲနေပြီပြန်လဲဖွဲ့စည်းဖို့ပြက်ကွက်နေတယ်လို့သူကဆိုပါတယ် ရွေးကောက်ပွဲအတွက်ရဲတပ်မထားခြင်းမရှိပေမဲ့ဂျာကာလာဆိုရခေါင်းဆောင်ငင်းကြိုင်းတို့ပဲဆူရှင်မိုဟာမက်ယူနစ်က2026ဇန်နဝါရီဇွန်လနောက်ဆုံးထားပြီးရွေးကောက်ပွဲကျင်းပပါမယ်လို့ဂရီးပြထားပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲမှာအနိုင်ရဖို့ရည်ပန်းစားနေတဲ့ဘင်္ဂလားဒေ့ရွေးသားပါတီ BNB ကရွေးကောက်ပွဲရက်ကိုထုတ်ပြန်ဖို့အကြိမ်ကြိမ်တောင်းဆိုထားပါတယ်။ PNB ပါတီယာမျိုးတော်တာကမှမေ27ကြာဖြတ်ဆိုရအောင်ပထမဆုံးကြိမ်းစနာပြပါတယ်။ရွေးကောက်ပွဲကာလအတွင်းရိုးသားစွာနဲ့ဗမ်လိုက်ပဲတာဝန်ထမ်းဆောင်ကြဖို့ဘင်္ဂလားဒေ့ရှ်တဲ့ကြီးကကလည်းအရာရှိတွေကိုညွှန်ကြားထားကြောင်းဖြည့်တွင်းသတင်းမီဒီယာတွေကဖော်ပြပါတယ်။အဲဒီလိုမျိုးဖြစ်နေတဲ့တစ်ဆက်တည်းမှာပဲဘင်္ဂလားဒေ့ရဲ့စစ်တဲ့ကြီးကဟာလက်ရှိဝန်ကြီးချုပ်မူဟာနဲ့ UNESCO လာရောက်တွေ့ဆုံပြီးလာမယ့်ဒီဇင်ဘာနောက်ဆုံးထားပြီးတော့ရွေးကောက်ပွဲကျင်းပဖို့အတည်ပြုခဲ့တာဖြစ်ပါတယ်။တကယ်လို့ မိုဟာမက်ယူနက်စ်အစိုးရကသာရွေးကောက်ပွဲကိုမကျင်းပနိုင်ဘူးဆိုရင်တော့ဘာဆက်ဖြစ်မလဲဆိုတာပြောဖို့ကခက်ပါလေမိုဟာမက်ယူနက်စ်ကခံမှန်းထားတဲ့ရွေးကောက်ပွဲဟာနောက်လာမယ့်နှစ်ဂျွန်လဆိုတာဟာလက်ရှိကာလနဲ့တွက်မယ်ဆိုရင်တော့6လလောက်กว่าဟနေတာဖြစ်ပါလေဒါကြောင့်ဘင်္ဂလားဒေ့ရှ်မှာနိုင်ငံရေးအကျက်တဲကဆက်ရောက်နေပြီလို့ပြောလို့ရပါလေဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်မိုဟာမက်ယူနက်စ်ကလည်းသူ့အနေနဲ့နှုတ်ခတ်ဖို့စဉ်းစားနေကြောင်းသတင်းတွေထွက်နေပါလေ မော်ဟာမက်ယူနက်ဆာနိုင်ငံရေးပါတီအားလုံးစီကပူးပေါင်းပေါင်းမှုကိုလိုလားနေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံရေးပါတီအားလုံးစီကနေပြီးတော့ပူးပေါင်းမှုမရရင်တော့နှုတ်ဖက်ပွဲရှိပါတယ်။နောက်ပြီးတော့မော်ဟာမက်ယူနက်နှုတ်ထွက်နိုင်ခြင်းသတင်းတွေကလည်းပြန့်နှံ့နေလို့သူဟာဒီကိစ္စကိုမော်ဟာမက်ယူနက်သေဟာချာဆွနေဖို့လိုတယ်လို့လက်ရှိမှာအမျိုးသားနိုင်ငံရေးပါတီ NCB ကြီးကနာဟစ်အဆလန်ကပြောပါတယ်။အသက်84နှစ်ရွယ်ရှိတဲ့မော်ဟာမက်ယူနက်ဆာနိုင်ငံရေးပါတီနေနဲ့လက်တွဲလှုပ်ထွက်ခြင်းပေမဲ့ သူ့စီကိုဗဟိုပြုပြီးကြာနေတဲ့မြောင်များလာဆိုသောတောင်းဆိုမှုတွေအတွက်စိတ်ပြတ်နေပါလေ။မိုဟာမက်ယူနက်စကာပါတီတင်နေတဲ့သူ့ကိုမထောက်ခံခြင်းဘူးဆိုလဲမိမိအနေနဲ့နှုတ်ခတ်ဖို့စဉ်းစားထားတယ်လို့အစိုးရဖွဲ့ဝင်တွေကသိပေးခဲ့ပါလေ။လူ့သီးမြောင်ပါတီဖြစ်တဲ့ဘင်္ဂလားဒေ့မျိုးသားပါတီ BNP ကယာယီအစိုးရကိုဆန္ဒပြတဲ့ခြေတပွဲတွေလည်းလုပ်နေပါလေ။လက်ရှိမှာတော့ဘင်္ဂလားဒေ့ရဲ့နိုင်ငံရေးအခြေအနေဟာလိခဲတက်တဲ့အခြေအနေမှာဆက်ရောက်နေပြီးတော့အာဏာသိမ်းလိုက်ရင်တော့ပိုပြီးတော့ဆိုးဝါးသွားဖို့ရှိတယ်လို့ဒေတာတို့နိုင်ငံရေးလိလာသူတွေကပြောပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ရုရှားကိုလိုလားတဲ့ယူကရိန်းစိုးရရဲ့ထိတ်တန့်တောင်ရှိသူဟောင်းစပိန်မှာပြစ်သက်ခံရတယ်လို့ဆိုပါတယ်။ရုရှားလိုလားတဲ့ယူကရိန်းထိတ်တန့်ရရှိဟောင်းတယောက်ဟာစပိန်နိုင်ငံမက်ဒရစ်မှာပြစ်ခတ်လောက်ကြံခံရပြီးတည်ဆုံခဲ့ပါတယ်။အသက်52နှစ်အရွယ်ရှိအန်ဒရီပူနော့ဆိုတော့စပိန်နိုင်ငံပူဇူအလီဒါကွန်ဒေတာမှာရှိတဲ့စာသင်ကျောင်းမှာကလေးတွေကိုထားပြီးကပတ်ကင်ကိုသွားမှာ စောင့်နေတဲ့တနသမားတွေကပန်းကျန်တဲ့ကနေပြစ်ခတ်ခဲ့တယ်လို့ဆိုပါလေတနသမားဟာတနက်၅ချက်ချွတ်ချက်လောက်ညက်ကပ်ပြစ်ခဲ့ပါတယ်ပြစ်ခတ်မှုနောက်ွယ်ကအကြောင်းရင်းကိုတာဝန်ရှိသူတွေကစုံစမ်းစစ်ဆင်နေစေဖြစ်ပါတယ်တနသမားဟာနောက်ပါလာတဲ့တယောက်နဲ့တူဆိုင်ကယ်စီးလာပုံရကြောင့်စပိန်သတင်းတွေကဖော်ပြပါတယ်ပြစ်ခတ်မှုကြောင့်ဦးကောင်းတဲ့နောက်ကြောင့်ထန်ရပြီးအလောင်းကိုတော့ရင်ခွဲစစ်ဆေးဖို့လုပ်နေပါတယ်သူအမကြသည်မိနစ်တွေအတွင်းပြည်တွင်းနဲ့ပြည်ပမှာဆွဲဆွထားတဲ့တရားရေးဆိုင်ရာစိန်ခေါ်မှုတွေအနိုင်ရထားသူပါ လာတဲ့ညဆလပြပေါ်တဲ့ကြောင့်2014မှာဖြုတ်ချခံရတဲ့ရုရှားလိုလာတဲ့သမရဖီတာယန်နူကိုဗစ်အစိုးရလက်ထက်မှာပါလီမန်မက်နဲ့အစိုးရလက်ထောက်ကြီးခဲ့ဖြစ်တောင်းယူခဲ့သူပါဆလန်စမီသမရဖြစ်ရွေးချယ်ခံရတဲ့2019ခုနှစ်မှာတော့သူဟာယူကရိန်းကနေထောက်ခွာလာခဲ့ပြီးသူဟာတရားစီရင်စနစ်ကိုထိန်းချုပ်ဖို့နဲ့ပြည်ပြင်ပြောင်းလဲမှုကိုအားနည်းအောင်လုပ်တဲ့ဆိုပြီးအမေရိကန်တရားရေးဌာနကသူ့ကိုအရေးယူပေးဆိုမှုတွေချမှတ်ထားတာဖြစ်ပါလေ နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက်ရုရှားဘော့ရေယူပိတ်ဆို့မှုတွေတွေချမှတ်ပြီးဥရောပသမဂ္ဂကဖိအားပေးနေပါတယ်။ဥရောပသမဂ္ဂဟာရုရှားဘော့ရေယူပိတ်ဆို့မှုတွေတွေထပ်မံချမှတ်ဖို့အဆုံးဖြတ်လိုက်ကြောင်း EU နိုင်ငံခြားရေးဝန်ကြီးတွေကဘရက်ဆင်မှာတွေ့ဆုံဆွေးနွေးပြီးတော့ကြေညာချက်ထုတ်ပါတယ်။ယူကရိန်းစစ်ပွဲပြစ်ခတ်ရေးဆိုင်နဲ့ငင်းကြေးသဘောတူညီချက်တွေရုရှားသမ္မတပူတင်နဲ့အမေရိကန်သမ္မတထရန့်တို့ဖုန်းဆက်ဆွေးနွေးခဲ့ပေမဲ့ထူးခြားတဲ့တိုးတက်မှုထွက်ပေါ်ခြင်းမရှိပါဘူး။ ဥရောပသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေထဲမှာပိတ်ဆို့မှုတွေကိုရှောင်ရှားပြီးရေနံသဲယူရောင်းချနေတဲ့တင်မော189စင်းရုရှားစစ်တပ်ကိုထောက်ပံ့ပေးတဲ့အဖွဲ့အစည်းလုပ်ငန်း30ခုရဲ့ပို့ကုန်တွေကိုလည်းထိန်းချုပ်ပါမယ်။တခြားကုမ္ပဏီတွေကတော့တူရကီနဲ့ BNN လိုတတိယနိုင်ငံတွေမှာရှိပါတယ်။ယူကရိန်းကငင်းချင်းလိုချင်ပေမဲ့ရုရှားကစစ်ကိုလိုလားတဲ့အတွက်ဖိအားပို့ပေးဖို့လှုပ်တာလို့ EU ကပြောပါတယ်။ဒီတော့ယူကရိန်းနဲ့ပြစ်ခတ်ရဆဲအတွက်နားလည်မှုစာကျွန်တော်ရေးဆွဲရေးဟာရှုပ်ထွေးနိုင်မယ်လို့ရုရှားဘက်ကပြောပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီကတော့ရုရှားဟာစစ်ပွဲကိုဆက်တိုက်ချင်နေတဲ့အတွက်ကြောင့်အချိန်ဆွဲနေတာလို့ဆိုပါတယ်။အမေရိကန်သမ္မတထရန့်ကတော့ဖုန်းဆက်ဆွေးနွေးမှုတွေအပြီးဆွေးနွေးမှုရလဒ်တွေကအပြည့်သဘောဆောင်တယ်လို့ပြောပေမဲ့ဘလို့ချက်လက်တွေအပြည့်သဘောဆောင်လဲဆိုတာတော့ထောက်ပြန်ကြေညာခြင်းမရှိပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကမ္ဘာမိုးသစ်တော်တွေအလင်းအမြန်ပြုံးတိမှုမှာစံချိန်တင်နေတယ်လို့ဆိုပါတယ်။ရာသီဥတုပြောင်းလဲမှုတက်ဖြည့်မှာအရေးပါတဲ့ကမ္ဘာအပူပိုင်းမိုးသစ်တော်တွေအလင်းအမြန်ဖြည့်ဆည်းပြုံးတိမှုဟာ 2024မှာစံချိန်တင်နေတယ်လို့သူ့ရဲ့တီတွေကသတိပေးထားပါတယ်အပူပေါင်းမျိုးသစ်တော်တွေဟာပြီးခဲ့တဲ့နှစ်အတွင်းအိုင်းလန်နိုင်ငံရွယ်စားနီးပါးနှစ်ပေါင်း6000 SPMID ဆုံးရှုံးခဲ့ရပါတယ်။မီလောက်ကြမ်းမှုဟာတက်တော့ပြုံးခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပြီးစံချိန်တွေမိုးခေါင်မှုနဲ့အတူအမေရိကန်တက်တော့ဟာလည်းဆူဆူဝါဝါထိခိုက်ခဲ့ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်မြေအားတွေအလုံးစုံချဲ့ထွင်လာမှုကလည်းပြဿနာဖြစ်နေပါတယ်။အရှိတော်အရှာဒေသတွေမှာတော့အစိုးရတွေကတက်တော့ပြုံးခြင်းမှုရှော့ချမှုမူဝါဒတွေနဲ့အတူ တခြားဒေသတွေထက်အခြေအနေကောင်းမွန်တယ်လို့သူတို့ဒီတွေကပြောပါတယ်။ဘူပိုင်မိုးသစ်တော်တွေဟာသူတို့ရဲ့သစ်တော်နဲ့မြေစီတော်တွေမှာကာဗွန်တန်ချိန်ညာနဲ့ချီပြီးတူလောင်ထားပါတယ်။ Amazon မိုးသစ်တော်လိုတချို့သောသစ်တော်တွေဟာဆက်လက်ပြုံးတိမှုတွေရတက်မရနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထုတ်ပြန်တဲ့တိကျလေးလံမှုမှာတော့ကဘာကြီးပြုံးနေတာကိုကန့်သက်ချက်1.5ဒီဂရီစင်ဂရိတ်ကျော်လွန်မယ်ဆိုရင် Amazon သစ်တော်သစ်တော်ပြုံးတိနိုင်ကြောင်းသတိပေးထားပါတယ်။ပြခရနေမှာတော့အနေနဲ့ရည်ရွယ်မှုဖြစ်နေကြောင်းမေဇုံမှာဆင်းရဲနေမှုခုံရရှာမှုကြုံတွေ့ကြရတယ်လို့သိရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။စံစည်းထက်တော်မှသိငယ်ပြီးဘက်ထရီ လုံးဝမလိုအပ်တဲ့နှလုံးဆက်ကိုအမေရိကန်ပညာရှင်တွေကထုတ်ဖော်ပြသလိုက်ပါတယ်။အမေရိကန်သိပ္ပံပညာရှင်တွေဟာစံစည်းတစ်စည်းထက်သိငယ်ပြီးဘက်ထရီမလိုအပ်တဲ့အကျိုးမဲ့နှလုံးဆက်ကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပြန်ပါတယ်။ကလာတို့သုံးပြဖို့ UFN တဲ့အဲ့ဒီနှလုံးဆက်ဟာခန္ဓာကိုယ်အရေတွေနဲ့လည်ပတ်နိုင်စွမ်းရှိပြီးခန္ဓာကိုယ်အတွင်းမှာသဘာဝအလျောက်ပျော်ဝင်သွားနိုင်စွမ်းရှိပါတယ်။ ရှင်ဘက်မှာတက်ဆင်ထားနိုင်တဲ့ကက်ခွာရဲ့အလင်းလိုင်းအချက်ပြမှုကလည်းနှလုံးဆက်ကိုထိန်းချုပ်နိုင်တာကြောင့်နှလုံးခွဲစိတ်မှုလုပ်တဲ့လူနာတွေအတွက်အလွန်သင့်တော်တဲ့ရွေးချယ်စရာပါ။တိရစ္ဆာန်ဒီမှာစံသမှုအောင်မြင်ခဲ့ပြီးမကြခင်ကာလအတွင်းလူတွေမှာစံသမှုလုပ်ဖို့ရှိနေပါလေအဲ့ဒီဖန်တီးမှုဟာနှလုံးဆောင်ရှောက်မှုကံတော့ကိုပြောင်းလဲပြစ်နိုင်မဲ့ဖန်တီးမှုဖြစ်ပြီးအထူးသဖြင့်မွေးကင်းစခလင်းငယ်တွေနဲ့ခွဲစိတ်မှုလုပ်ထားသူတွေအတွက်အလွန်သုံးဝင်မယ်လို့မျှော်လင့်ထားကြတာဖြစ်ပါလေ